ဗန်ကောက်မှာပြုလုပ်မဲ့ဖျော်ဖြေပွဲဘီတူရီရဲ့ Wine Court ကြောင့်ပွဲဖြတ်သိမ်းပွဲစီစဉ်သူတွေကအညွန့်မျိုးညွတ်တောင်းပန်လိုက်ရတယ်ဆိုတဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ထိုင်းနိုင်ငံပန်ကောက်မြို့မှာပြုလုပ်မဲ့မြန်မာဆိုတော်ရဲ့ဖြောပြပွဲကိုပြည်သူတွေရဲ့ boycott ပြုလုပ်ခံရတာကြောင့်ပွဲဖြတ်သိမ်းကြောင်းတရင်ရရှိပါတယ်။နိုဝင်ဘာလ၃ရက်နေ့မှာထိုင်းနိုင်ငံပန်ကောက်မြို့က Spicy Club မှာပြုလုပ်မဲ့အဆိုတော်ရွှေထူးအုပ်စိုးခက်ချက်မြင့်မောင်ချိုတင်းမီ တို့ရဲ့ဖော်ပြပွဲတွေကိုဖျက်သိမ်းလိုက်ကြအောင်အဲ့ဒီပွဲကိုစီစဉ်တဲ့ PKK ကောင်းပြီကားရှိုးရုံးရဲ့တာဝန်ရှိသူကိုကောင်းပြီလွင်ဆိုသူကလူမှုကွန်ရက်မီဒီယာကနေအသိပေးထားပါဗျ။ကျွန်တော်ဆိုင်ကိုဘွိုင်းကော့လုပ်ဖို့တင်ထားတာတွေ့လို့တောင်းပန်ချင်လို့ပါခင်ဗျာ။ကျွန်တော်ပွဲကိုလည်းဖျက်သိမ်းလိုက်ပါပြီ။ကျွန်တော်ပြောပြချင်တာကတော့ဒီပွဲလုပ်တယ်ဆိုတာကဘသူ့ကိုမှထိခိုက်နေနိုင်စီလို့ချင်းမဟုတ်ပဲကျွန်တော်ကိုယ်တိုင်ကလည်းလူငယ်တယောက် ဖြစ်တော့ကြောက်ပျော်ရွှင်မှုကိုနှိမ့်သက်တာရဲ့လူတချို့ကိုပျော်ရွှင်စေရာရဲ့အကြောင်းပါဒီပွဲကြောက်စိတ်အနှောက်ယှက်ဒုမဟုတ်ထိခိုက်မှုတစုံတရာဖြစ်ခဲ့ပါက PKK ကောင်းပြည်ကားရှိုးရူးမှာအနှုံညွတ်တောက်မဲ့ပါတယ်လို့ကိုကောင်းပြည်လွင်ကရေးသားထားပါတယ်အစ်ဒီဖြော်ပြပွဲကိုပြီးခဲ့တဲ့အောက်တိုဘာ၁ရက်နေ့ကလေးကလက်မှတ်တွေစာရောင်းခဲ့တာဖြစ်ပါတယ်မကြသေးမီကဖြစ်ပွားခဲ့တဲ့အရာတွေကြောက်ပြည်သူတွေတချို့စိတ်မချမ်းသာနာကျင်မိခဲ့တာရှိမယ်လို့နားလည်ပါတယ်လို့ပွဲစီစဉ်သူတွေကဆိုပါတယ်ကျွန်တော်စီစီမိခဲ့တဲ့လောက်ရအမှားတစ်ခုအတွက် တံပိုးသားစွာအနုညွတ်တောင်းမဲ့အပ်ပါတယ်လွဲမမှု ဖြစ်ခဲ့တာကိုသင်ခန်းစာယူပြီးမျောလင်းထားတဲ့အတိုင်းဖူကောင်းတဲ့အခြေအနေဖြစ်လာဖို့စူးစမ်းသွားပါမယ်လို့ရေးသားထားပါရယ်။လက်ရှိမှာထိုင်းနိုင်ငံမှာယုံတင်ပြသနေတဲ့ဗျောနယ်ရုပ်ရှင်ဇာတ်ကားကိုဘိုင်းကော့ပြုလုပ်မှုအောင်မြင်နေပြီးအဲ့ဒီဇာတ်ကားအပဝင်စစ်ကောင်စီထောက်ခံတဲ့အမှုပညာရှင်တွေနဲ့ ဆက်ဆက်တဲ့ကိစ္စတွေကိုလှုပ်ဆောင်ပေးနေတဲ့ဆိုင်တွေ online ဆယ်လီတွေကိုဘွိုင်းကော့ပြုလုပ်သွားမယ်လို့ fake news check community fncc ဘာမကတတိပေးထားပါတယ်။ဒါအပြင်စစ်ကောင်စီလက်အောက်ပြောင်းဝင်သွားတဲ့အစိုးရ G Fat ထိုင်းနိုင်ငံချင်းမိုင်မြို့မှာရောက်ရှိနေတယ်လို့သတင်းပေးမှုတွေရှိပြီးဖြောပြပွဲတွေလုပ်တယ်ဆိုရင်အဲ့ဒီနေရာတွေကိုဘွိုင်းကော့ပြုလုပ်ဖို့ fake news check community fncc ဘာမကတင်ပေးထားပါတယ်။